မင်္ဂလာပါခင်ဗျာစာရေးသူဆရာအမျိုးသားစာပေစုချင်းဆရာကြီးမောင်ချင်းရေးသားတော်အစုံအစုံအစုံလားဟေလို့အမိရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအစုံအစုံအစုံလားဟေလေပြင်းကြီးကိုဖြတ်တန်းပြေးဝင်လာတော့နေသည်အမှန်တကယ်တော့တန်ရှင်းဤလက်ဆက်ဤအနှံမထွက်ပြူကားစားစပတ်ဖုံးစပတ်ပွင့်စပတ်နံကလေးတွေကိုဖြတ်တန်းလာခဲ့ရတော့ကြောင့် ဇပတ်ဖုံးနဲ့ဇပတ်ကွင့်တန်ကလေးသည်တင်းတင်းများများပါလာ၏အာဘတရာရှူချိုင်းလိုက်မိလျင်မောပန်းသည်။ပြေစေ၏သို့တော့သောကနိရွာကလေး၏နောက်ဘက်သို့ရောက်လာသောအခါတွင်မူဗမွေးတော့ပြီမတင်းတော့ပြီဗလက်ဆက်နိုင်တော့ပြီရေချိုမပိများမပိကောင်များငါးဆားနဲ့များထားချီရာလှမ်းစင်များကိုဖြတ်တန်းလာရသဖြင့်မပိနဲ့ငါးညီနဲ့ ငါးပုံနဲ့မီတထောင်ထောင်ထနေတော့သည်ကျင်သားရနေသည် ဖြစ်သောသူတို့ရွာသူရွာသားတွေကတော့မပိနဲ့နေမှွေးလိုက်တာ ဟုပင်စိုတက်ကြစေခါမူနှာခေါင်းမရင်သေးသောအဲစိမ်းများအတွက်ကတော့ခေါင်းကိုက်ခေါင်းမူလောက်အောင်ပင်နန်းစော်နှာပေ၏နန်းနဲ့ကိုနာရီကျော်ဆုံးကဝင်ချင်းလောက်ပင် ရှိသေးတော့လေတစောင်းမုံနေသည်အေးပြားအဖက်တွေနန်းအောင်ပူလေ၏ဦးတော်ကျော်၏အင်းကြီးမကတ်သောကြောပြင်ကြီးပေါ်သို့ ရေနွေးပူတွေနဲ့လှမ်းပတ်လိုက်တယ်လို့အခန့်ရခတ်အောင်ပူလောင်လှလီတော့ဤဒူခဆောင်းခန့်ဝါးနဲ့ပြုတ်လောက်ထားသောငပိလှမ်းစဉ်ကလေးတွေကိုပိုနာတစဉ်ဒီနာတစဉ်လှမ်း၍မြင်နေရသည်ထိုစဉ်ကလေးတွေပေါ်တွင် ဖြာချမ်းကြီးတွေခင်း၍စားနှင့်ထက်ခါနေပြထားသော အပုပ်ရည်တွေကြအောင်ထားသောငခုငကြီးငဖက်အောင်ငရန်စသည်ငပိကောင်တွေရှိသည်လို့နှီးကျော်ဝါးတောင်းတွေထဲမှာစားလူကစား ထမင်းနှင့်ယောသားကသာသုံးဦးဆက်ငပိရေကျိုများလည်းရှိသည်ထိုလမ်းစဉ်၏အောက်ဘက်မြေပြင်တွင်လူကြီးတစ်ဖက်စာကန်ဆင့်အိမ်တော်ကြီးတွေထဲမှာတော့တန်းစဉ်ပေါ်ကနေတစ်ဆက်ဆက်တစ်စိမ့်စိမ့်ကျနေသည့်ငါးအပုတ်ရေတွေရှိနေသည်ထိုငါးပုတ်ရေတွေသည် အလကားခံထားသည်မဟုတ် မကြခင်မှာပြင်ဆင်လိုက်လျင်ငပြားရေဖြစ်တော်မူငပြားရေလောင်းလျာများဖြစ်လေသည်ထိုငပိစင်များပေါ်တွင်အပုတ်အဆက်ကျလာသည့်ရင်ကောင်စိမ့်ကြီးတွေက မပြီကိုပင်မမြင်ရတော့အောင်ဝိုင်းအောင်နားနေကြသည် ထိုရင်စိမ့်တွေသည် လူပေါ်မကြောက်ဆောက်လန့်လျင်ဟုံးကနေပြန်တန်းသွားမည်ပြီးတော့ချက်ချင်းပင်ပြန်နာကြမည်ဖြစ်သည်မပြီနှင့်လောက်ရွှေနှင့်ကြောက်ဟုဆိုတကားရှိသည်ကြောက်သည်ရွှေနှင့်မကင်းနိုင်တယ်လို့မပြီသည်တဲ့လောက်နှင့်မကင်းနိုင်ဟုဆိုဟန်ရှိသည်ဒါကိုအေးမေခါကမကြိုက်မနှစ်သက်တမင်တက်တက်လူဖျင်းလူပြင်းတွေဤလက်သုံးစကားဟုထင်သည် ။လူပြင်းတွေက သူတို့မပြိလောက်တတ်တာကိုကာကွယ်သောစကားဖြစ်သည်ဟုဆိုသည်။လောက်ဟုသည် သူ့ဘာသာဖြစ်လာတာလုံးဝမဟုတ်။ထိုရင်ကောင်းစင်းကြီးတွေနားပြီးရင်ရှိတွေဥချလိုက်သောအခါမှာလောက်ကောင်းတွေပေါက်လာခြင်းဖြစ်သည်။လောက်မရှိစေခြင်းလည်းရင် မပြိကိုရင်မနာစေနှင့်။ရင်မနာအောင်လုပ်သည့်နီလာမရှိပေဘူးလားရှိပါသည်မပိနှားစဉ်ဤပတ်ပတ်လည်တွင် လက်တန်းတပြူစာလောက်ပိုက်ကွန်ရှိသည့ ပစုံဆွဲသည့်ပိုက်တန်းဟောင်းတွေကိုလုံအောင်ကာထားပါကရင်မနာနိုင်ရင်မနာနိုင်လည်းရင်တောက်ဆိုတာမရှိဒါကအေးမဲ့ခါဤသဘောထားဟုဆိုဆို ခံယူချက်ဟုပြောပြောအမှန်ပဲဖြစ်သည်တည်င်းကျုပ်ပြီးဆိုကြလေကမြေထဲချောင်းထဲမှာငါးတွေပေါ်တော့သည်ကွန်တမဝန်တမလင်းပတ်ပိုက်တမတန်ငါမှန်တမရလိုက်သည့်ငါးတွေမှာမြေမကောင်းအောင်ပဲဖြစ်သည်ဘွားခင်မငစိမ့်တန်းမှာ တောင်လိုတောင်ပုန်းနေပြီ။ငါးကြီးငါးကောင်းနေတော့မဟုတ်။ငစင်ဆက်ငကြိုင်ငခုံးမငပြင်းတက်လက်ငဖက်အောင်စသည့်ငါးတွေသာများတော့သည်။အင်းတွေတမန်တွေအိုင်တွေစီကလည်းငကြီးငခုငဘက်ငရန့်ငပြေမငရန်လုံးစသည့်ငါးကောင်းတွေနှိုင်နှိုင်ပေါ်ကြပြုပြီ။ဖင်းကျွေးဟင်းလျာအတွက်အတုံးမတဲ့တော့မနှုတ်မခွဲမှန်တယ်များအာလုံးငပိဖေးကြကုန်သည်။ ရသည်မြငါးတွေကိုစားသုံးသူကကုံအောင်မဖြုံးနိုင်သောအခါငပိလုံရံမှတပါအရှာမရှိပြီသို့တော်ငပိဤအသက်သည် စားဖြစ်၏စားမလိုက်နိုင်လျင်ငပိပြက်လိမ့်မည်စားဈေးတက်လျင်ငပိဈေးတက်၏ယခုနှစ်တွင် စားဈေးတွေမြင့်မို့တောင်ထိပ်တက်နေသဖြင့်တိပွားဖြင့်ငပိလုံသူတွေနည်းသွားရသည်တချို့ကတန်တိုင်းတစ်ပိုင်းတန်ွေသာတမိုးစာနောက်သာလှုပ်ထားနိုင်ကြသည် ယခုနှစ်တကယ်ပင်ငပီစည်းကောင်းလိမ့်မည်ကိုအရေးမဲ့ခါကနန်းကြားတဲ့နှညိုးမထောက်ပဲနဲ့အတက်ပြောနိုင်ပါသည် အရေးတော်မဲ့ခါဒီနှစ်လောဘကြီးသည်အခါတိုင်းထက်နှစ်ဆပို၍အပင်မခံမည်ဟုစိတ်ကူးထားသည် အရေးမဲ့ခါဤတန်ရှင်းခြင်းစနစ်ကြခြင်းကျွမ်းကျင်မှုရှိခြင်းတို့ကြောင့်အရေးမဲ့ခါဤငပီဆိုလည်းယင်အိုးကိုဖောက်၍ကြည့်ရမလို့ဆယ်ဝင်အိုးအစိတ်ဝင်အိုး90ဝင်အိုးညာဝင်အိုး စသဖြင့်ဝဲလက်ကအကုံဆောင်၍ယူစမြဲသည်ငဖက်အောင်ငပိကောင်ဆိုလျင်လက်ဝါးထပ်ပေါ်၍မကြီးစေကမငယ်စေကအရွယ်တော်ကိုကြိုက်စေးပေး၍ဝဲကငပိကောင်လှုပ်သည်အကောင်ကြီးသွားလျင်စားဘလောက်တိတ်တိတ်ဘိုက်တဲ့ဘဟတ်တဲ့ဘလိုပဲထက်တဲ့နူးတီနတ်တီမရှိပြီးတော့အကောင်ကြီးလျင် အစီများသည်အစီများတော့ကြာတယ်စီကြီးစွာနန်းနေဖြစ်သည်ငပိကောင်ဟူသည် စားပေါ့ခြင်းငန်းခြင်း အစုံနှစ်ပါးကနေလွတ်မှာကောင်း၏စားငံ့လျင်အရသာပြတ်သလိုစားနေသွားပါက ပုတ်အပ်အပ်အနှံ့ထွက်ကပြတ်ပေလိမ့်မည်ထို့ကြောင့်ငါဗဏ္ဍပိတ္တာမှာစားကဗဏ္ဍပိတ္တာဆိုသည့်စံရှိရသည် သူအချိုးအစားနှင့်သူညီမျှစေရသည်ပြီးတော့ငပိကောင်၏အယောင်စင်းကလည်းစကားပြောသေး၏မဲနေသောငပိကောင်ကိုကြည့်ုံနှင့်အိုးတိတ်ရာတွင်လေမလုံးကြောင်းမနူးနှက်သေးကြောင်းသိနိုင်သလို ဝါသွားလည်းရင် စီကြီးတော်နာမည်ကိုမနှမ်းရပဲနဲ့ချက်မဆားရသေးပဲနဲ့သိနိုင်သည်တို့ဖြစ်၍ငဖက်အောင်ငပိကောင်ကောင်းကောင်းလိုချင်လည်းအေးမေခစီတာလာတဲ့ဖွေးနေနုနေအမိကလေးတွေကော့နေတော့အကောင်းစားကြီးရမှကျင်းတည်လာပါသည်အဘဥတော်ကျော်တိတ်စိတ်ညစ်နေသည်အဘကပဲရှောက်ဆဲကြော်ခဲ့ပြီဒီအဘကြီးဤဩဇာအာဏာအောက်ကလွတ်တီမှမရှိနိုင်တဲ့ သူ့အသက်20တနည်းအဖွားကြီးကအင်းအဖွားကြီးက16နှစ်ဝယ်ရုံပဲရှိသေးသည်အဲ့ဒီအရွယ်လောက်မှာနှစ်ယောက်သားအိမ်အောင်ကြကြပြီဆိုကြတဲ့ကပေးလိုက်သည့်ဩဇာထုတ်လိုက်သည့်အမိန်များပြားလာသည့်ညွှန်ကြားချက်တွေအောက်မှာအဘဦးတော်ကျော်တယောက်ပြားပြားမှောက်ခဲ့ရသည်မှာယနေ့အချိန်ထိပင်ယခုတည်းဘာလေးစိတ်ကူး၍ဘာလေးဘလိုစီစဉ်နေသည်မသိဝယ်ထားလိုက်သည့်ငဖယ်အောင်ကြီး ငရံတွေငစင်ဆက်တွေငဖေပေါက်စတွေငရံလုံးတွေမနှဲမနော်သူတို့မြဝကျော်ပေါ်ဒေတာအဖြစ်နာမည်ကျော်၃ဦးဆက်ငတိအတွက်ငဖေငရံလုံးငစင်ဆက်၃မျိုးကိုပြီးခဲ့သည့်၃လရက်ကပင်ငတိရေကျော်လုံးပြီးပြီးခဲ့ပြီယခုလည်းပိတ်တာ300ကျော်သည့်ငဖက်အောင်းတွေနှင့်နပန်းလုံးတွေရပြန်ပြီပင်မန်းလို့ရစိတ်ကမပါတော့လဲ ဒီအခွားကြီးဤဩဇာမာလကာအောက်မှာနေခဲ့ရသည့်နှစ်တွေကနှစ်ပေါင်း40ကျော်ခဲ့ပြီဖြစ်၍ခေါ်ရင်လားခိုင်းရင်လို့ခံမပြောနေဟူသောနေရမာကြီးအောက်မှာစိတ်ကခေါရိုးကျိုးနေခဲ့ပြီမို့ကမ်းနာစီပြေးလာခဲ့ရပြန်ပြီအိမ်ရှိရေစင်းတတဦးမှာတက်ရေက ပုတ်ခတ်စောကသားနေပြီရေစင်းတတဘော်မှာဝါတောင်ကြီး၄50လုံးကအပြည့်ထက်တာတော့ဘိုက်ခွဲပြီးသားငဖန်အောင်းနေနေ ဥတော်ကျော်အလုံးရှုံနေရပြန်ပြီ။ဓာရဲကလက်ခသာကောင်မလေး၆ယောက်နဲ့ဘိုက်ခွဲဥအသေးထုတ်ပြီးတော့ငဖန်အောင်းနေကို တောင်းတဲ့ထက်ကရေတဲ့နှိမ့်၍နှိမ့်၍ခါ၍ခါ၍လှုပ်၍လှုပ်၍စေးသေးရသည်။ထွားကားငါးဘိုက်ထဲကအစီတွေအညစ်ကြေးတွေဆင်ကျဲသွားလိမ့်မည်။ရေစေးပြီးသားတောင်းနေကိုအသက်60ကျော်အဖိုးကြီးကပခုံးပေါ်အထိမရွေမထမ်းနိုင်ပါ။တို့ဖြစ်၍ ခဆောင်တင်က နောက်ပေးတဲ့အဖွားကြီးစီရတို့တဲပိုး၍ယူလာသေးရသည်လူငါးကောင်မလေးတွေမရှိတော့ဒေါ်မေခကပြန်ထွက်လိုက်ပြီနီးစနေဆိုတာအလွန်တန်မိုးရှိသည် သူလဲသူနီးနဲ့သူလို့ကိုလဲကိုနီးနဲ့ကိုကျွမ်းကျင်ရနေမှာစမြဲဖြစ်သည်ခင်းစားတာပေးမိတငါကွန်ချက်ပြရိုးမရှိတို့ဖြစ်၍ဦးတော်ကျော်တဲလာပေးသည်မြငါဖန်အောင်နေကိုတယောက်တည်းစားသိသည် ဖြာချမ်းကြီးပေါ်တွင်စီစီရီရီထက်၍ထက်၍ပူပြင်းသောနေရာအောက်မှထန်ထားရသည်။စားပန်လောက်တည့်ရသည်။ဗန္နနာကြီးနေပြရသည် ဆိုတာ သူများတကာတွေသိရမဖြစ်။ဒါဟာမဟာလျှော့ဝှက်ချက်ဖြစ်သည်။ဟဲ့အိမ်မော်တက်သွားတာဘသူတို့။မင်းနေတာမကြားဘူးလား။အဖွားကြီးဤအတန်ဆွဆွာကိုကြားနေရသည်။ပြီးတော့စူတန်ဆဲတန်တွေကြားရပြန်သည်။အမျိုးအယုတ်တွေ ။အိုကြီးအိုမနေမယားကိုဒင်းတို့ကထောက်ပံ့မယ်။ကိုညီမစိတ်မကိုးဘူး။ငါပြတခါကျရရရစနင်းမို့တကလောရရအချောင်ပဲတတ်နိုင်ချင်းကြတဲ့ဟာတွေ။ဟဲ့ဘုံစာဟိလောက်ထားတာမဟုတ်ဘူးဟေ့။အဖိုးကြီးအမေကြီးတွေနှစ်ဖူးကချွေရှေးမကြအောင်လောက်ထားတဲ့ဟာတွေဆိုတာကိုသိရဲ့လား။သားသမီးများကောင်းကျိုးကိုမပေးပါဘူးတော့။ငပီတောင်းကြီးကစားောင်းတိမ်ပဲ နောက်ဘေးဘက်သို့ရောက်သွားသောအခါဗဇက်တွင်ဆိတ်လိုက်ကြီးငော့၍ကွင်းပြင်းရင်းစီငေးနေသောအဖွားကြီးတော်မြခကိုတွေ့လိုက်ရသည်ဦးတော်ကျော်ကိုတွေ့ရောမှဒေါသထွက်လာပြန်သည်ထင်၏ဗဇက်ကဆိတ်လိုက်ကိုဆွတ်ပြီးလှုပ်ထားကိုတော်ကျော်ကြီးလှုပ်ထားဒါမှတော်သားတွေတမီးတွေဖေးမတွေတမတ်တွေလူတဲ့အခါနှိုက်လို့ရအောင်ဟေးဟုစက်ပြောပြန်သေး၏ဦးတော်ကျော်တိလိုက်ပါပြီ။ ရွာတဲကသူ့သားသမီးတွေတက်ရောက်ရောက်အိမ်ပေါ်တက်၍တခုခုယူသွားတာဖြစ်လိမ့်မည်။တရွာတဲနေသူချင်းဖြစ်၍စားကလေးအစာငပီကလေးအစာမယုတ်သည်ကြက်တော်ပါမကြံ။လိုချင်ပါပြီဆိုလျင်ထွေးမကသားကိုတမန်ကသမီးကိုလာယူခိုင်းတတ်စမြဲဖြစ်သည်။သူတို့ကိုယ်တိုင်ကတော့အဖွားကြီးဤပါဇက်ကိုယွံ့၍မလာကြ။တားနဲ့သမီးတွေကလည်းသူတို့အမေအပြောဆိုလာ၍ အမေအနစ်တွင်အိမ်ကပြည့်စည်အမြန်လာယူ၍ပြန်ပြေးတက်ဆင်ရဖြစ်သည်။ဟာနေမွေးထားတဲ့တာသမီတွေမဟုတ်ဘူးလား။သူတို့ခမဆွဲစရာလွဲစရာဒီအဖေဒီအမေအိမ်မှာရှိတဲ့ဟာ ပြောမနေစမှာနဲ့ဟာ ဟုတ်တာလည်းမဟုတ်ဘူးနာကြီးတယ်။အော်ကြုံမွေးထားတဲ့ဟာတွေဟုတ်လားစင်စားလည်းပြောကြမအောင်ကိုတော်ကြော်ရဲ့ကျုပ်တယောက်တည်းဗျိုင်းတွေလို့လေဥဥထားတာမဟုတ်ဘူးရှင်တိလား ပြောလိုက်ရင်မကောင်းရှိတော့မှာပဲဒေါသကဦးတော်ကျော်ပဲလှဲ့လာပြန်နေရသူမိမဘေးထိုင်းနေ၍ဆဲလိုက်တစ်ဖာလောက်ဖွာရင် နားအုံးမီဟုစိတ်ကူးထားခဲ့သောဦးတော်ကျော်ဤစိတ်ကူးတွေလွင့်ပြောက်ကကန္နာဘက်စီခတ်တုတ်တုတ်ကလေးထွက်လာခဲ့ရပြန်သည်ဆောင်းကလေးထဲမှာရေတွေပြည့်နေပြီမြမကြီးစီမမျော၍ဝင်လာသောရေစီနှင့်အတူဘေးသာအုံးတွေရေငုပ်တွေပါလာတာတွေ့ရသည်ကန်းဆက်ရှိခရာကြုံတွေ တမန်းချုပ်ကလေးတွေတောင်ရေတွေဖုံးတော့မည်မိုးမခပင်ပေါ်ကဘိုလ်ဆွဲတကောင်ဤအော်တန်ကြားနေရသည် ခရာပွင့်ပြားပြားကလေးတွေကချောင်းလယ်မှာတနှဲ့နှဲ့မျောပါလာသည်ဒေတာပွင့်ခရမ်းပြပြကလေးတွေကိုမနာလိုစွာနှမ်း၍ကြည့်ရင်ချောင်းလေအနော့မှာဘဲညာလှုပ်ရမ်း၍ကြံခဲ့သည်ဘဲချောင်းမှာခိုကဲ့၍ချောင်းနေသည်မသိတော့ပိန်ငင်းဘိန်းသားကလေးကဆူဆူရှာရှာအော်ကချောင်းပြားပတ်စီတို့ ရေပြင်ကိုဆက်တိုက်ပြေးလွှားကာတွေ့လိုက်ရသည်ဥတော်ကျော်တို့မြေဝကျုံးပေါ်ဒေသတွင်ပိန်ငင်းငှက်နှမျိုးကိုတွေ့နိုင်သည်တမျိုးကအကြီးစားဖြစ်၍တကောင်ကဇရက်လောက်ပဲရှိလိမ့်မည်ကောင်းကင်ကရွှေပိန်ငင်းရဲ့မိုးခေါ်လို့စဉ်ဥတော်စာတဲပေထဲမှထည့်၍ဖွဲ့ဆိုခြင်းခံရသောပိန်ငင်းငှက်မျိုးဖြစ်သည်နေရဲရဲ့နှုတ်သီးချူခြင်းနှင့်ပြာတတာနေတီတီဝါတတာဖြူတူတူ စိမ့်နဲ့လည်းအယောင်တွေးတွေနဲ့အလွန်ကိုလှသောမှတ်တမ်းမျိုးဖြစ်သည်မောဥကြကာလများတွင်လက်ကွင်းဆက်ချောင်းကန်းဆက်မြေကန်းဆက်များတွင်တွေ့ရလေရှိသည်မိုးကုံသွားလျင်တော့ဘယ်စီသွား၍ဘာလုပ်နေသည်လဲမသိနိုင် တွေ့ရခဲမြင်နာခဲရပြီတော့ဤအခုဥတော်ကျော်တွေ့လိုက်ရသည့်ဒိန်ငင်းကကတော့စာကလေးလောက်ပဲဖြစ်သည်အယောင်အသွေးပုံကြံတန်ကတော့ဒိန်ငင်းအကြီးစားနှင့် တထေရာတဲတူလေဤ အကောင်ကတေလွန်တေလွန်လှတဲ့ဖြင့်ဒိန်ငင်းဒိန်စားဟုခေါ်လေသလားဥတော်ကျော်ပင်မသိပြီနောက်ထပ်9000တထောင်ကိုရေးစင်စင်သေးပြီအိမ်နောက်ဘက်စီရောက်လာချိန်မှာတော့အဖွားကြီးတယောက်တည်းမဟုတ်တော့သမီးဖြစ်သူလှမင်းနဲ့ချွေးမအငယ်ထွေးစိန်တို့ပါတွေ့ရသည်ရေးစေးပြီးဖြူဖြူဝင်းဝင်းငါဖက်အောင်ပိုက်ထဲကိုစားတွေတိတ်ဘဟတ်တွေလည်းစားတွေတိတ်ပြီးတော့ငါတက်တာဘူးတဲ့ကငါများလို့ စီစီရီရီဒေးချင်းကပ်၍ထပ်ထားသည်မှာကြည့်၍ပင်ကောင်းနေသေးတော့၏အလို အဖွားကြီးဤကောင်းမှ ပြေကျနေသောသတင်းဖြူရော်ရော်ကြာတာမွေးတွေကိုတက်သားပေးခြင်းနဲ့ရှင်းသေးနေသော မြေးမာကြီးခင်မာထွေမဟုတ်လားစောစောကဘလူးကုံမှန်စိတ်ပေါက်ကကြံတန်ခက်ထရော်ခဲ့သောဒေါ်မေမဘယ်စီရောက်သွားပါလဲမျက်လုံးတွေက မေးလို့ပါဇက်ကြီးကပြုံးလို့ မိကနှုတ်သမျှကိုစိန်တွေ့နေပါပကော။ဦးတော်ကျော်တို့တွင်သားလေးယောက်နှင့်သမီးနှစ်ယောက်ရှိ၏။အားလုံးအိမ်တော်အသီးသီးကြကဒီဘာထဲမှာပင်တင်္ဂါလုပ်ငန်းနှင့်အတက်မွေးနေကြသည်။လက်လုံးလက်စားဘဝတွေမှုမိဘကိုဆုတ်ဆုတ်ခဲခဲသေးနိုင်သည့်ဘဝမျိုးမဟုတ်။ခမများများမှာသားတွဲလေသမီးတွဲလေနှင့်ပိုတဲ့ချန်နယ်မရှိချာကြ။တို့ဖြစ်၍တခါတခါမိဘတွေစီလာ၍ဆွဲကြလွဲကြခြာကြဖွေကြရသည်သာမဟုတ်လား။ အပွားကြီးဒေါ်မေခခမရလည်းသာသမီတွေထံကလာဝါဖြန့်၍စားကျင်လှ၍မဟုတ် အလုတ်ပင်ပန်းချိန်အလုတ်ပူချိန်များတွင်သာသမီတမန်ချွေးမတွေကတယောက်တလန်ဝိုင်းကူတာမျိုးလိုချင်တာဖြစ်လိမ့်မည်တိတ်တက်စီချင်တာဖြစ်လိမ့်မည်အပွားကြီးဤမပြီကောင်းတွေမပြီရေချိုတွေဈေးကောင်းကောင်းနဲ့ရောင်းချပြီလက်ထဲငွေရှင်တာနဲ့ဘဒုပေးရပါမလဲဟုတွေးတတ်၏ ဘယ်သူလာပြီးလဝါဖြတ်မှလဲဟုညွှန်တတ်၏ဘယ်သူလာတောင်းတောင်းဗဇက်ကပြောပေမဲ့လက်ကတော့ပေးသမဲပါသည်သူတို့လင်မယားမှမူကျွယ်ဘိုးကျွယ်ဝါမဟုတ်တော့ညာအဖိုးကြီးအဖွားကြီးနှစ်ယောက်စံနိုးစီတပူဆွန်းဆွန်းလောက်သာစားနိုင်ကြသည်မို့ပူပန်ကြရာမရှိတို့ဖြစ်၍စုမိဆောင်မိရှိပြီးတော့အရွယ်ကောင်းစဉ်ကလေးကရှားပွေရသမျှကိုတမူးတပဲမှစား၍ ချွေသားကလေးတွေဝယ်၍ကြစ်ကြစ်ပါအောင်ဆုပ်ထားတတ်သည်မို့ပြီးခဲ့သည့်နှစ်ကမြေငားကောင်ကိုပင်တင်ငန်းစီသေးနိုင်ခဲ့သည်။ယခုလည်းအိမ်ရှိတွင်ငပိရေချိုးပိတ်တာ300လောက်ကိုအိုးကြီးအိုးငယ်နဲ့တိတ်ထားတာရှိသည်။ကိုယ်တိုင်လည်းတမားမဟုတ်ပေမဲ့ဝမ်းစာကဘာ100လောက်လောင်ထားတာမျိုးလည်းရှိသေးသည်။ငပိရေချိုးအိုးတဲကရှံ၍ဝေ၍တက်လာသည်။ငားငပြားရေခတ်၍ရောင်းတာနှင်းပင် ူတို့နေနေရအတွက် နေ့စဉ်ဟင်းကျွေးဟင်းနေရဖို့ရနေသေးသည် မပီအိုးကအတော်ဆန်းသည်မြေထဲချောင်းထဲမှာရေတက်နေသလားရေကျနေသလားဆိုတာမပီအိုးကအလိုလိုသိသည်ဟုပြောလိုက်ရင်လက်တွေ့မသိရှိသူများကရေတရားဟုထင်ပေလိမ့်မည်တို့တော့ရေတရားမဟုတ်တကယ်ဖြစ်ရဟုတ်၏လက်တွေ့လည်းဟုတ်၏တိဒ90ဝင်ဆင်းအိုးတိဒ္ဒတရားဝင်ဆင်းအိုးတွေကိုငတိစာအပြည့်အသိ၍ နှက်ထားသည် ဆိုပါလို့ထုံငသည့်နှက်လာပြီးကြိုစားရန်အသင့်ဖြစ်လာပြီးဆိုပါက မပြာရည်များလည်းဖြစ်နေပြီအိုးတဲ့ချီငပိမျက်နှာပြင်ကိုခွက်ခွက်ကလေးဖြင့်အောင်လှုပ်ထားလိုက်ရင်ချောင်းထဲမြစ်ထဲမှာရေတက်ချိန်တွင်မပီအိုးတဲ့ကတွင်းကလေးထဲမှာငပြာရည်တွေပြည့်ရှံလာပြီးထိုအချိန်မှာတဖြည်းဖြည်းခတ်ယူထားရသည်ခတ်ယူမထားပါကရေကြချိန်တွင်ငပြာရည်တွေမရှိတော့သူ့အလိုလိုခန်းသွားပြီး မြဝကျုံးပေါ်ဒေတာဆိုဒီမှာဒီရေအတိုးအဆုပ်အတိုင်းဒေတက်ရေကြရှိသည်ဖြစ်၍ဒေတက်ချိန်တိုင်းမှာရှန်တက်လာသောငပြရေကိုခတ်ယူထားတတ်ရ၏ထိုငပြရေသည်ကုံဒီခန်းသည်မရှိရေတက်ချိန်တိုင်းမှာရှန်နေစမြဲဖြစ်သည်ထိုခတ်ယူထားသောငပြရေသည်ငားငပြရေဟုခေါ်သည်မြင်းငပြရေလိုကြည်လက်မနေတော်냐လေဖိခတ်စားလိုက်ရင်အရှိုးအလေးတင်ရှိလာသည်ဖြင့်ဓာတိများက မြင်ငပြားရီထက်ပိုကြိုက်ကြသေး၏ထိုငပြားရီများကို ပလင်းများနှင့်ထည့်၍နေပြထားလျင်နေပူချိန်ကြောင့်ငပြားရီရှက်ပြီးသားဖြစ်ကငပြားရီသားတက်လာတတ်၏ပို၍ကောင်းလာတတ်၏စီစနစ်ရှိသောအဖွားကြီးကပလင်းများဖြင့်ထည့်၍နေပြထားသည်မှာပလင်း20အစိတ်အငဲတန်းရှိနေတတ်သည် အဖွားကြီးနှင့်ချွေးမှာတမီးတွေကိုကြည့်၍စိတ်ရှမ်းသာနေသောအဖိုးကြီးဦးတော်ကျော်သည် စူးစူးညာညာအတန်နေကြောင်ဖြတ်ခနဲကွင်းဆက်စီလှမ်း၍ကြည့်မိသည်ငါပြစ်တာကွာတိလားမရဘူးဟဲ့ကောင်ငါပြစ်တာဟောတဲ့မှာအဖွားရေအဖွားရဲ့ငပိတွေကြီးထိုးနေလို့ကျွန်တော်လေးခွားနဲ့ပြစ်တာဒီကောင်ကသူပြစ်တာလို့ညင်းနေတယ်ငါပြစ်တာကွာငါပြစ်တာအလိုမြေးသုံးကောင်ပါလားဘလို့ကဘလို့အိမ်နောက်ဘေးငပိစင်သားတွေရောက်နေသည်မသိဘူး ကြီးကားတစ်ကောင်ကိုဝိုင်းလို့ရင်ရံဖြစ်နေတာတွေ့ရသည်။ကြံသည့်ကြီးတွေတအားအားအော်ရင်ဟိုဟိုတီတီရောက်ရက်ခတ်ပြန်တန်းနေကြသည်။ဟဲ့ကလေးတွေလာခဲ့လာခဲ့ကြီးတွေဝိုင်းထိုးတော့မျက်စိမျက်လုံးတွေကန်းနေအောင်မယ်။တွားတွားခင်မာထွေးနေမောင်တွေကိုအိမ်ပေါ်မှာထညာခဲပလင်းရှိတယ်။တွားချူကျွေးရှိဟဲ့တွားတွားတွားအဖွားကြီးသဘောတွေကောင်းနေသည်။သမီးတွေချွေးမတွေမြေးတွေနဲ့ တော်မရှိတော့သောတဖုံးညိုညိုကြီးတွေပေါ်အောင်သဘောတွေကျနေသောအဖွားကြီးကို ထားခဲ့ပြီးဥတော်ကျော်ကန်းဆက်စီဆင်းလာခဲ့သည်ရေတက်နေတော့ရေကြီးနေတော့တခါတည်းရေရှိုးလိုက်မည်ဟုစိတ်ကူးကအိမ်ရှိရေကပြင်ပေါ်ကချွေဝါဆက်ပြကကလေးကိုဆွဲယူလာခဲ့သည် ရေပြင်းနေသည့်ချောင်းကလေးထဲတွင်ဥတော်ကျော်တယောက်ငယ်မူပြန်ကအိုဘကန်းဒီဘကန်းနှစ်ခေါက်လောက်ရေကူးလိုက်သေးသည် ချောင်းရည်ထဲမှာမျောပါလာသောလမူဒီနဲ့ကလေးသုံးလေးလုံးကိုလည်းမြေးတွေစားဖို့ဆဲလာခဲ့သေးသည်။ဘန်ငယ်တော့ကတော့အခုလိုလမူဒီနဲ့ချင်းချင်းကလေးကိုဆဲပြီးစားနဲ့တို့က တို့ကတရေစာအဖြစ်နှလုံးသုံးလုံးကိုအောင်စားနိုင်ခဲ့သေး၏။အခုတော့မတတ်နိုင်ပြီ။ကြံနေသေးသည့်တွားတချို့ကညိုင်နေ၍နေပြီ။ပြီးတော့အရှင်ကို တို့ပင်မတို့နိုင်တော့ပြီ။အလွန်တွားကျိနေတတ်ပြီ။ဦးတော်ကျော်ရေချိုးပြီးချိန်မှာတော့ မိုးတဲ့နေကခေါင်းပေါ်ရောက်နေပြီ။နောက်ပြီးငပိစင်နာပင်တမီချွေးမရောမြေးတွေပါတယောက်မှမရှိတော့ပဲတိတ်ဆိတ်လို့နေသည်။ပေါင်လုံးခံကိုကိုပင်ပြုတ်ကလေးဤအရေးကျိုးတိုးကျတဲ့အောက်တွင်အဖွားကြီးတယောက်တည်းခေါင်းကောင်းကြီးထိုင်ကကွင်းပြင်ကြဲကြီးစီငေးနေတာတွေ့ရသည်။ကြဲကြဲတော့ပူပြင်းလာသောနေရောင်အောက်တွင်လှမ်းထားသောငပိကောင်တွေပေါ်တွင်ရင်ကောင်တွေအုံလို့ခဲလို့နေသည်။ ရင်ချေးတွေဥသွားလျင်ငပိကောင်ပြတ်တော်မီခါတိုင်းသူ့ငပိကောင်တွေပေါ်ရင်မနာအောင်ဂရုစိုက်လေရှိသည့်ဒီအဖွာကြီးဘာဖြစ်နေတာပါလဲနေနဲ့ဟဲ့ရင်ကလေးပါကလေးမောင်းစားမအောင်တော့လားဗဇက်ကလည်းပြော လက်ကလည်းကိုကိုပင်ကလေးပေါ်မှာမှီထောင်ထားသောအုံးနဲ့တပြက်စီကိုယူကရင်ကောင်လေးကိုမောင်းလိုက်သည် အခါတိုင်းသူ့ကိုဘလို့များပြောလိုက်ရင်ကဲကဲဆက်၍ပြန်ရန်တွေ့တတ်သောဒေါ်မေခတယောက် အခုတော့ဦးတော်ကျော်ကို ပြန်ရန်တွေ့ဖို့အသာထားလို့လှဲ့ရွေပင်မကြည့်တုံ့ပြန်သည့်အတန်တွေကိုမျှော်လင့်တော်ညာလေစကားတံပြန်ထွက်မလာတော့အခါဦးတော်ကျော်အံ့ဩသွားသည်ဟဲ့ငါပြောနေတာမကြရအောင်နင်းနားကမ်းနေသလားဟမ်ထပ်ရွေပင်ဟောက်ကြည့်ပြန်သည်တိုးတော်ဒေါ်မဲခတရားတုတ်တုတ်မြပြီမလို့ယောဒီမိမ့်မှာဘာဖြစ်နေတာပါလဲဟုတ်တယောက်တည်းပြောရင် အနာအသွာကခါငုံကကြည်ဤအလိုဒေါ်မေခတယောက်ခေါင်းကြီးငုံပြီးမျက်ရည်တွေတွေ့တွေ့ကြနေပါကလားဦးတော်ကျော်အံ့အားတင့်သွားတဲ့ထက်အံ့အားတင့်ရပြန်သည်ဘာဖြစ်နေတာလဲဟာ မထိတ်တာမလန့်တာပြောပြောဆိုဆိုနေဒေါ်မေခအနာကတက်သားဖင်နိုင်ကုန်ကလေးကိုဆွဲကထိုင်သည်ကြုံမှားသွားတဲ့တော့စောစောကအိမ်ကိုလာတာတားကြီးတော့ အိမ်ကိုတက်ပြီးဘာချတယ်မဆိုနိုင်ဘူးကျုပ်အော်လှုပ်လိုက်တော့ကုတ်ကုတ်ကလေးဆင်းသွားချတယ်ဆော့ဆော့ကတမီးလာပြောတော့မှတိရတာသူ့အကိုကြီးကိုကျုပ်ကအော်လှုပ်တယ်ဆိုပြီးကျုပ်ကိုလာပြောတာတားကြီးနေမကောင်းလို့အလုံးမသွားနိုင်တာသုံးလေးရက်ရှိပြီတဲ့သူတို့သားအငယ်ကောင်ကနလန်ထားဆိုတော့ငခုငပိကောင်ကလေးကင်ပြီးကြွေးကျင်လို့ကျုပ်စီလာချတာတဲ့ အဲ့ဒါကြုံမသိပဲဟောဒီပါဇက်ကဟောဒီပါဇက်ကပြောထွက်တာကျုပ်ကျုပ်သားကြီးအတော်စိတ်မကောင်းဖြစ်သွားမှာပဲကဲဟဲကဲဟဲဆိုပြီးသူပါသူပြန်ရရန်ပြင်းနေတဲ့ဖြင့်ဦးတော်ကျော်ကအတင်းဆွဲထားရသည်ဒါဆိုနေဘာမှမပေးလိုက်ဘူးလားနေမပေးလိုက်ရတဲ့ပြောနေကြတယ်ဟာငါသွားပေးလိုက်မယ်ဟုတ် ပြောပြောဆိုဆိုနဲ့ထရန်ပြင်သည်အဖေသွားပေးစရာမလိုပါဘူးနော်စောစောကလေးကအမေကသွားပို့ခိုင်းလိုက်တော့တမီသွားပို့ပြီးပြန်လာတာအမေတို့များသူ့သားကြီးကိုအကဲပိုနေလိုက်တာများငါခုငပိကောင်က90တာငပြာရီကနှစ်ပလင်ဈေးဘိုးက9000အဖေရေ9000ပေးတာတည်ရလားအဲ့ဒါလို့ဆိုတော့ဘယ်တရားပါမလဲတမီလည်းအိမ်ဖို့ငပိကောင်ရဲ့ငပြာရီရဲ့ယူသွားရမှာပေါ့ ပြောပြောဆိုဆိုနေအိမ်ပေါ်တက်သွားသောသမီးကိုကြည့်ပြီးဥတော်ကျော်ဗဇက်အဟောင်းသားဖြစ်သွားရတော့၏ပြီးမှအဖွားကြီးမေခါကိုကြည့်ပြီးတဟားဟားအော်၍ရေချလိုက်နိုင်သည်တော်တော်ကဘာရဲတာတော်ချုပ်ကုန်တော်ဟုဆက်ရမ်းရမ်းကထိုင်ထားသည့်ဖေနိုင်ကုံနှင့်ဆွဲပြီးပေါ့ညံရွယ်လိုက်သောအခါတဟားဟားရည်တံကို ပို၍ကျင်အောင်လုပ်၍ရည်ပြီးဥတော်ကျော်တယောက် အိမ်ရှိပံအမြန်ထွက်လာခဲ့လေတော့ဤဟုတ်ကဲ့ပါခင်ဗျာ စာရေးသူဆရာကြီးအမျိုးသားစာပေစုရဆရာကြီးမောင်ချင်းရေးသားတော့အစုံအစုံအစုံလားဟေးလို့အမိရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်သေးပြီဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြတယ်ဒီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ